မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မှာပျောက်ဆုံးနေတဲ့တရုတ်တရုတ်ဆောင်ဝမ်ဆိန်ကိုပြန်လည်တွေ့ရှိပြီးတော့ထိုင်းရဲချုပ်ကတွားရောက်လက်ခံခေါ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မှာထိုင်းနိုင်ငံကလေးအမျိုးသမီးများမိသားစုနဲ့လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုဌာနရဲ့ဒါရိုက်တာဖြစ်တဲ့ထိုင်းရဲချုပ် တက်ချာပီတာနီလာဘူထာက တရုတ်နိုင်ငံတရုတ်ဆောင်ဝမ်ဇိန်သို့မဟုတ်ဇင်ဇင်းကိုတွားရောက်ပြီးတော့လက်ခံရန်တွားရောက်နေတယ်လို့သိရပါတယ်။အဲ့ဒီတရုတ်ဆောင်ဟာဇန်နဝါရီလ3ရက်နေ့ကတည်းကထိုင်းနိုင်ငံတက်ခရိုင်မဲဆောက်နယ်စပ်အနီးမြန်မာနိုင်ငံဘက်ချမ်းမှာပျောက်ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံရဲ့တရုတ်ဆောင်ကိုဘယ်လိုမျိုးပြန်လည်တွေ့ရှိခဲ့ရတယ်ဆိုတာကိုတော့မသိရှိရသေးပဲဖြစ်စဉ်အသေးစိတ်ကိုလည်းထိုင်းသတင်းဌာနများကဖော်ပြခြင်းမရှိသေးဘူးလို့သိရပါတယ်။ချင်းမိုင်မြို့မှာရှိတဲ့တရုတ်ကောင်စစ်ဝင်ချုပ်ကတရုတ်နိုင်ငံကတရုတ်ဆောင်ဝမ်ဇိန်ဟာ မြန်မာထိုင်းနယ်စပ်မှာပျောက်ဆုံးနေကြောင်းဇန်နဝါရီလ6ရက်နေ့ကအတည်ပြုခဲ့ပြီးတော့ပျောက်ဆုံးနေသူရဲ့မိသားစုနဲ့အဆက်အသွယ်ပြုလုပ်ထားကြောင်းပြောဆိုထားပါတယ်ပျောက်ဆုံးနေမှုကိုနောက်ဆက်တွဲလိုက်လံစုံစမ်းမှုများပြုလုပ်နေပြီးတော့တရုတ်နိုင်ငံသားများရဲ့ဘေးကင်းလုံခြုံရေးနဲ့ဥပဒေပါအခွင့်အရေးများအတွက်ဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောဆိုထားပါတယ်တရုတ်နိုင်ငံရဲ့တရုတ်ဆောင်ဝမ်စိန်ပျောက်ဆုံးနေမှုဟာတရုတ်လူမှုကွန်ရက်မှာတနင်္ဂနွေနေ့ညပိုင်းကဆွေးနွေးမှုတွေများပြားလျက်ရှိနေပြီးတော့ထိုင်းမြန်မာနယ်စပ်မှာတရုတ်ဆောင်ကမ်းလှမ်းခြင်းခံရပြီးတဲ့နောက်ထိုင်းနိုင်ငံကိုထွက်ခွာသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် တရုတ်နိုင်ငံရဲ့တရုတ်ဆောင်ဝမ်ဟာရှန်ဟိုင်းပူဒုံအပြည့်ပြည့်ဆိုင်ရာ၄စိတ်ကနေဘန်ကောက်မြို့တူနာဘူမိ၄စိတ်ကိုဇန်နဝါရီလ3ရက်နေ့မှာခရီးထွက်ခဲ့ပြီးတော့မဲဆောက်မြို့ကိုရောက်ရှိပြီးတဲ့နောက်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်အမှတ်နဲ့ရက်ကွာမှာရှိတဲ့စစ်ဘက်ရေးရလုံခြုံရေးအဖွဲ့ဆရာဖရုံးကိုဝင်းအောင်စီးနှင်းပြီးတော့မိရှုပ်ဖြတ်စည်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ6ရက်နေ့ည7:00နာရီ10မိနစ်ကပလောမြို့အမှတ်နဲ့ရက်ကွာမှာရှိတဲ့တရားမဝင်အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံစစ်ဘက်ရေးရလုံခြုံရေးအဖွဲ့ဆရာဖရုံးကိုဝင်းအောင်စီးနှင်းခဲ့ရာစတင်ပစ်ခတ်တဲ့အကြမ်းဖက်စစ်သားများဟာ တနက်6ချက်ခန့်ရန်တမ်းပြစ်ခတ်ပြီးတော့ကြောက်လန့်တကြားနဲ့ထွက်ပြေးသွားတယ်လို့သိရပါတယ်။အင်အားကမြို့တော်ခမ်းမပါပေါင်းမ9ရက်လောက်ပဲရှိတာပါ။လက်နက်တွေတော့မရခဲ့ဘူး။မီးရှို့တာကတော့ရုံတစ်ချလုံးမီးလောင်သွားတယ်။စစ်ကူလာတာမျိုးလာရောက်တိုက်ခိုက်တာမျိုးမရှိပါဘူးလို့ဘိတ်ခေရအမှတ်တဲတိုင်ရင်ကတာဝန်ရှိသူကပြောကြားထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီးတဲ့နောက်ရုံးကိုရှာဖွေစစ်ဆေးကြည့်ရမှာ ကြည်ပေါက်နှစ်ခုကြည်စံအတောက်တရားနဲ့စာရွက်စာတမ်းများကိုတင်စီရရှိခဲ့ပြီးတော့စာရဖရုံးကိုမိရှုဖြတ်စည်းခဲ့ရာရုံးတစ်ချက်လုံးပြာကျသွားတယ်လို့သိရပါဗါးအဲ့ဒီစီးနှမှုကိုပြည်သူ့ကာကွယ်တပ်မတော်ဘိတ်ခရံအမတ်တက်တိုင်ရင်းကရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူဒေသမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီရဲ့ drone တစ်စီးကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၄ရက်နေ့ကရက်ဆောင်မြို့နယ်ကြောက်ကူရဲစခန်းနဲ့ကြောက်ကူအမြောက်တပ်အမတ်တ3လေးကိုတပ်တို့ကို၎င်း ဇန်နဝါရီလ9ရက်နေ့ကတောင်ထက်ရွာနဲ့အင်းတော်မျိုးဂျားမှာလဲဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA နဲ့စစ်ကောင်စီတို့ဂျားမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့ drone တစ်စီးကိုတိမ့်ပတ်ရရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုကိုသိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ထိခိုက်ဒေဆုံးမှုကတော့အသေးစိတ်မသိရသေးပါဘူး။စစ်ခွေးတွေဘက်ကလက်နက်ကြီးတွေနဲ့ပြည်သူတွေနေထိုင်ရာခြေရာတွေကိုပိတ်ခတ်ထားတယ်ရှိပါတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA တပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကစစ်ရေးပြ မှမဟုတ်တဲ့ပြည်သူလူထုတွေနေထိုင်ရာကြေးရွာများကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာခဲကြရွာကို၎င်းဖယင်းကုန်းရွာမှ၎င်းစစ်တပ်ကလက်နက်ကြီးကြီးများချက်ရောက်ပောက်ကွဲကနေအိမ်အဆောက်အအုံများပျက်စီးဆုံးရှုံးခဲ့ရာကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအုတ်ဖုံမြို့နယ်မှာ PDF ရဲဘော်ရဲ့ဖခင်ဖြစ်သူဦးသိန်းတန်းထေးကိုဖမ်းဆီးတပ်ဖြတ်ရန်သတင်းပေးပို့ခဲ့တဲ့စစ်တပ်ထောက်တိုင်းလင်မယားကိုပြစ်ခတ်တိုက်ခိုက်ရာတအူးသေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ6ရက်နေ့နေ့လယ်7:00နာရီကမှအုတ်ဖုံမြို့နယ်ဂွေးချောင်းရွာမှာနေထိုင်တဲ့ PDF ရဲဘော်ရဲ့ဖခင်ဖြစ်သူ ်ဦးသိန်းတန်းထေးကိုဖမ်းဆီးတပ်ဖြတ်ရန်သတင်းပေးပို့ခဲ့တဲ့စစ်တပ်ထောက်တိုင်းဇော်ကြီးခေါ်ဇော်ထင်းနဲ့ညိုညိုဝင်းတို့လင်မယား၂ဦးကိုတော်လိုင်းတပ်ဖွဲ့များက၎င်းရဲ့နေအိမ်အတွင်းကိုဝင်ရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ရာညိုညိုဝင်းပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာနေအိမ်ရဲ့နောက်ဖေးမှာရှိနေတဲ့ဇော်ကြီးခေါ်ဇော်ထင်းဟာထွက်ပြေးလွတ်မြောက်သွားပြီးတော့ဂွေးချောင်းရွာအနီးရောက်ရှိနေတဲ့စစ်သားနဲ့ရဲများရောက်ရှိလာခြင်းကြောင့်တော်လိုင်းရဲဘော်များဟာပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။သူတို့လင်မယားကဂွေးချောင်းကြီးရွာက PDF ရဲဘော်တွေရဲ့တရင်နဲ့ ထောက်ဖို့တွေရဲ့တရင်တွေကိုလိုက်လံစုံစမ်းနေတဲ့သူတွေဖြစ်လို့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ PDF ရဲဘော်ရဲ့ဖခင်ဖြစ်သူဦးသိန်းတန်းထဲကိုဖမ်းဆီးတပ်ဖြတ်ဖို့အတွက်တရင်ပေးတာလဲသူတို့ပါပဲ ညိုညိုဝင်းကတော့နေအိမ်မှာပဲပွဲချင်းပြီးတိတ်ဆုံးသွားတယ်သူ့ရဲ့ယောက်ျားကတော့ထွက်ပြေးလွမြောက်သွားတယ်လို့တာယာဝရီခိုင်အမတ်တက်တိုင်ရင်တက်ခွဲငါဂျိုးပင်ကောင်ဟီးရိုးပျောက်ကြားတက်ခွဲကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုတာယာဝရီခိုင်အမတ်တက်တိုင်ရင်တက်ခွဲငါဂျိုးပင်ကောင်ဟီးရိုးပျောက်ကြားတက်ခွဲကတော်လိုင်းရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ယခုအချိန်ထိကိုတော်လိုင်းထောက်ပို့ပြည်သူများနဲ့ PDF ရဲဘော်များရဲ့သတင်းများကိုလိုက်လံစုံစမ်းနေတယ် အကြမ်းဖက်တောက်တိုင်များကိုအချိန်မရွေးနေရာမရွေးတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့သတိပြုပြီးတော့တွာလာကြရန်တာယာဝတီခရအမတ်တဲတိုင်ရင်တက်ခွဲငါဂျိုးမင်ကောင်ဟီးရိုးပြောက်ကြားတက်ခွဲကတာဝန်ရှိသူတူကပြောဆိုထားပါတယ်ဇန်နဝါရီလ9ရက်နေ့မှာ PDF ရဲဘော်ရဲ့ဖခင်ဖြစ်သူဦးသိန်းတန်းထဲကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကအုပ်ဖို့မြို့နယ်6တင်းကွင်းဆက်သွယ်ရေးလမ်းမိုက်မှာလက်ကိုဝါကြောနှီးနဲ့လက်ပြန်ကြိုးတုတ်ပြီးတော့ဥကောင်းကိုရိုက်နှက်တက်ဖြတ်ခဲ့ခြင်းဖြစ်ပြီးတော့ရုံအလောင်းကိုတော့လမ်းမိုက်မှာဆုံးပြစ်ခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုခရိုင်မှာအမတ်ရှစ်စစ်ခြေကန်လေးကျင်ရေးတပ်ကနေထွက်လာတဲ့စစ်ကြောင်းကို ၃ရက်ဆက်တိုက်တိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၃ရက်၊၄ရက်နဲ့၅ရက်နေ့တွေမှာရွှေဘုံမြို့နယ်အမတ်ရှိဆက်အခြေခံလေ့ကျင့်ရေးကျောင်းကနေထွက်လာတဲ့စစ်ကြောင်းကိုဝက်လက်မြို့နယ်အတွင်တော်လိုင်းတပ်ဖွဲ့များက၃ရက်ဆက်တိုက်တိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်လို့သိရပါရယ်။စီလုံးညီညွတ်မှုရဲ့အကျိုးရလဒ်ကိုဝက်လက်မြို့မြင်းစေးကျမတဲ့ဇာမနီဒရုန်းတပ်ဖွဲ့အနေနဲ့ဝေဟင်ဆက်ဆင်ရေးကိုမြင့်တင်ဖို့အတွက် 6လက် drone campaign လေးကိုလည်းမပြေသေးပါဘူး40ရာခိုင်နှုန်းပဲရှိပါသေးတယ်လို့ဇာမနီ drone အဖွဲ့ကအဖွဲ့ခေါင်းဆောင်ဘိုလာရောင်ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းများထိခိုက်သေးဆုံးမှုအရေအတွက်ကိုအများပြည်သူသိရှိပြီးဖြစ်တယ်လို့သိရပါတယ်ဇာမနီ drone တပ်ဖွဲ့အနေနဲ့ဝေဟေစစ်စင်ရေးများကိုဆက်လက်လှုပ်ရှားနိုင်ရန်အတွက်6လက် drone campaign ကိုပြုလုပ်ထားကြောင်းပြောဆိုထားပါတယ်6လက် drone campaign ဟာ40ရာခိုင်နှုန်းသာရရှိထားပြီးဖြစ်တဲ့အတွက်အခုစစ်စင်ရေးကိုအချိန်ချင်းအခါခါပြုလုပ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုအမြင့်ပြတ်စေရန် ဒရုန်းရဲ့အရေးပါထိရောက်မှုကိုအားလုံးသောတော်လိုင်းရဲ့အဖွဲ့စည်းများနဲ့တကွာပြည်သူများအားလုံးသိစေခြင်းကြောင့်ဇာမနီဒရုန်းတပ်ဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်ဘိုလာရောင်ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုဇာမနီဒရုန်းတပ်ဖွဲ့နဲ့အတူ Black Wolf ပြည်သူအစေခံတော်လိုင်းရဲ့အဖွဲ့ Zappa Wings M Signor တို့ဒရုန်းသမားများနဲ့တကွာရွှေဘိုဒရုန်းတပ်ဖွဲ့ဝက်လက်မြို့နယ်ပကဖဒရုန်းတပ်ဖွဲ့တို့နဲ့အတူမြေပြင်ရဲဘော်များနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းတာပေါင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကခန့်ထားတဲ့အုတ်ချုပ်ရေမှုလှထုံးနဲ့ကြေးရွာခွဲခေါင်းဆောင်တိန်းစော်ကစစ်မှုထမ်းမဲပေါက်တဲ့အတွက်တိန်းရှောင်လာတဲ့လူငယ်များကိုစစ်တပ်ထံကိုဖမ်းဆီးအနှံပြီးစစ်မှုထမ်းတင်တန်းကနေထွက်ပြေးလာတဲ့လူငယ်လေးဦးကိုလည်းစစ်တပ်ကိုဖမ်းဆီးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တာပေါင်းမြို့နယ်တရတော်ကြေးရွာအုပ်စုစစ်တပ်ခန့်ထားတဲ့အုတ်ချုပ်ရေမှုလှထုံးနဲ့ရေလဲကြီးကြေးရွာခေါင်းဆောင်တိန်းစော်တို့ဟာ ကျေးရွာအုပ်စုအတွင်းရေလဲကြီးရွာမလကာကုန်းရွာတာယာကုန်းရွာတဘူးဝရွာနဲ့ပင်ငန်းငူရွာတို့မှာစစ်မှုထမ်းမဲပေါက်ပြီးတော့တခြားဒေသကနေလာရောက်တိမ်းရှောင်သူများကိုစုံစမ်းပြီးတော့ဖမ်းဆီးကာအကြမ်းဖက်စစ်တပ်ထမ်းကိုအနှံမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါ့အပြင်ဇန်နဝါရီလပထမဘက်ကလည်းအုပ်ချုပ်ရေးမှူးလှထုံးနဲ့ရေလဲကြီးကျေးရွာခွဲခေါင်းဆောင်တိမ်းစော်တို့ဟာ စစ်မှုထမ်းတပ်သားတဲ့၄ဦးကိုအကြမ်းဖက်စစ်တပ်ကနေပြီးတော့ထွက်ပြေးပြီးတရတော်ကြီးရွာအုပ်စုဘက်ကိုဒဏ်ရာများနဲ့ရောက်ရှိလာတဲ့အချိန်စစ်တပ်ကိုတရေပေးမှုကြောင့်စစ်ကောင်စီတပ်သားများကလာရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိတဲ့အချိန်စစ်မှုထမ်းတပ်သားတဲ့၃ဦးကိုသာပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီးတော့တအူးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။အဲ့ဒီထွက်ပြေးလွတ်မြောက်သွားတဲ့စစ်မှုထမ်းတပ်သားတဲ့တအူးကိုအုပ်ချုပ်ရေးမှူးလှထုံးတဲ့ကြီးရွာခွဲခေါင်းဆောင်တိန်းစော်တို့ကလိုက်လံရှာဖွေနေပြီးတော့၎င်းတို့နဲ့အတူရှာဖွေနေတဲ့အုပ်ချုပ်ရေးအဖွဲ့များကိုလည်းတွေ့တာနဲ့ရိုက်နှက်တပ်ဖြတ်ရန်ခိုင်းစင်နေတယ် ဲလို့သိရပါတယ်။တရတော်ကြီးရွာအုပ်စုအတွင်းမှာအုပ်ချုပ်ရေးမှူးလှထွန်းတဲ့ရေးလဲကြီးကြီးရွာခွဲခေါင်းဆောင်တိန်းစော်တို့ကစစ်မှုထမ်းထောက်ပံ့ခြေဆိုပြီးတော့လာစဉ်တအိမ်ကိုငွေကျပ်9000လိုက်လံကောက်ခံနေပြီးတော့အဲ့ဒီငွေကြေးများကို၎င်းတို့ရဲ့ကိုကြိုးတွေအတွက်အသုံးပြုနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပကံညောင်ဦးမြို့ဂရင်တရားစေယုံမှာလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့မိထီလာမြို့ရဲတပ်ရင်35ကရဲတပ်သားအသက်16နှစ်အရွယ်မောင်နေသူအောင်ကလက်နက်နဲ့တကွအလင်းဝင်ရောက်လာတဲ့အတွက်စုငွေကျပ်340ချိမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ4ရက်နေ့မှာမောင်နေသူအောင်ဟာပါရီဆက်ကလေးတနက်အမျိုးအစားခေါ်81တနက်တလက်ကြီပေါင်းနှစ်ခု7.62ကြီအတောက်90ရုံးနဲ့အတူလက်နက်အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျာ အဲ့ဒီညီလေးက2022ခုနှစ်မှာရန်ဖြစ်တဲ့ကိစ္စနဲ့အဖမ်းခံရတာအခုကအသက်16နှစ်ရှိပြီဆိုတော့အဲ့ဒီတော့က18နှစ်လောက်ပဲရှိသေးတာရန်ဖြစ်လို့အဖမ်းခံရပြီးတော့စစ်မှုထမ်းတဲ့ကိုဆွဲသွင်းခံရတာစိတ်ပါလို့ရောက်သွားတဲ့သူတွေမဟုတ်ပဲအတေးအကျမရောက်ချင်မဲနဲ့ရောက်သွားရတာအဓိကကတော့အာနာရှင်လက်အောက်မှာသူတို့အလုံးမလုံးချင်လို့ပါလို့စောင်းတန်း YSO PDF အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်လက်နက်နဲ့တကွာအလင်းဝင်လာတဲ့မောင်နေသူအောင်ကိုစုငွေနဲ့အတူ၎င်းနေထိုင်ခြင်းနဲ့နေရာကိုဘေးကင်းလုံခြုံစွာပို့ဆောင်ပေးခဲ့ကြောင်းရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ Southern YSO PDF အဖွဲ့ထံကသိရှိရပါတယ်။လက်ရှိအချိန်ထိ Southern YSO PDF အဖွဲ့ထံကိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားအများအများရှိနေပြီးတော့တချို့ဟာ၎င်းတို့နေထိုင်ခြင်းနဲ့ဒေသကိုပို့ဆောင်ပေးခဲ့ပြီးဖြစ်ကအာဏာရှင်တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်ဆောင်ရွက်နေသူများလည်းရှိတယ်လို့ Southern YSO PDF အဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်တွေကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ